မင်္ဂလာပါရှင်တော့စတန်ချန်နယ်ကနေဒီကနေ့ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးကာတာကိုကာကွယ်ရန်အထူးအမိန့်သမရထရန့်လက်မှတ်ထိုးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ကာတာနိုင်ငံကိုကာကွယ်ရန်အမေရိကန်စီးရေးလှုပ်ရှားမှုအပါဝင်နီလန်းအားလုံးကိုအုံပြုသွားမယ်ဟုကတိပြုသည့်အထူးအမိန့်တရက်ကိုသမရဒေါ်နယ်ထရန့်ကစက်တင်ဘာ29ရက်တွင်လက်မှတ်ရေးထိုးလိုက်ပြီးအဆိုပါမိန့်စာရေးစာသားကိုအင်ဖြူရော၏ဝက်ဘ်ဆိုက်မှာ အောက်တိုဘာတရက်ကဖော်ပြခဲ့ပါသည် က်တင်ဘာလအစောပိုင်းကကာတာနိုင်ငံဒိုဟာမြို့တွင်ဟာမတ်စ်ကောင်းဆောင်များကိုအစ္စရေးကပြစ်မှတ်ထားသောတိုက်ခိုက်မှုပြီးမှကာတာ၏လုံခြုံရေးစိတ်ချစရန်သမရထရန်ကယခုအမိန့်ကိုလက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပါသည်။သမရထရန်၏အမိန့်တွင်နှစ်နိုင်ငံ၏နီးကပ်သောပူးပေါင်းဆောင်ရွက်မှုနှင့်ဘုံကျိုးစည်းဝါးကိုကိုးကားဖော်ပြချပြီးပြင်ပမှတိုက်ခိုက်ခြင်းကိုကာတာနိုင်ငံ၏လုံခြုံရေးနှင့်နေမြေပိုင်၏အချုပ်အခြာအာဏာကိုအာမခံကြောင်းကတိပြုထားပါသည်။ ကာတာနိုင်ငံ၏နေမြေပိုင်နှင့်အချုပ်ချာအာဏာသို့မဟုတ်ရေးပါသောအခြေခံအဆောက်အုံများကိုလက်နက်ကင်တိုက်ခိုက်မှုမှန်သမျှသည့်အမေရိကန်၏ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက်ချင်းချောက်မှုအဖြစ်အမေရိကန်ကသဘောထားမည်ဟုအဆိုပါအမိန့်မှာဖော်ပြထားပါသည်ထို့သောတိုက်ခိုက်မှုဖြစ်ပွားပါကအမေရိကန်နှင့်ကာတာနိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရန်နှင့်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုပြန်လည်ရရှိရန်တနမန်ရေးရာစီးပွားရေးဆိုင်ရာလိုအပ်ပါကစီးရေးဆိုင်ရာပါဝင်တရားဝင်ပြီးတင်လျော်သောအစီအမံအလုံးကိုဆောင်ရွက်တော်မည်ဟုလည်းပါရှိပါသည် ယ်။အစ္စရေးတိုက်ခိုက်မှုတိုင်းကာတာလုံခြုံရေးတပ်ဖွဲ့ဝင် တဦးအပါဝင်6ဦးသေဆုံးခဲ့ရမှုတွေနေတန်ရာဟုကကာတာအစိုးရသို့ဖုန်းဆက်ပြီးနက်နက်ဆိုင်ဆိုင်နှောင်းထားရကြောင်းပြောဆိုရန်စီစဉ်ပေးခဲ့သည်ဟုလည်းအင်ဖြူရော်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်ကာတာနိုင်ငံသား၏ဝန်ကြီးဌာနကအမေရိကန်၏ဂတိကဝတ်ကိုနှစ်နိုင်ငံ၏နှိကက်သောကာကွယ်ရေးမိဖက်ဆက်ဆံရေးကိုခိုင်မာစေသည့်အရေးကြီးသောခြေလှမ်းဟုဖော်ပြခဲ့ပါသည်ယခုအထူးမိတ်လက်မှတ်ရေးထိုးမှုကိုတမရာထရန်ကအောက်တိုဘာ၁ရက်ညနေပိုင်းမှာကာတာအင်ရှေမင်သာရှက်ဒါမင်ပင်ဟတ်မတ်အေတာနီ ီထံကိုဖုန်းဆက်ပြောဆိုခဲ့ကြောင်းအမည်မဖော်လိုသည့်အင်ဖြူတော်အရာရှိတို့ကပြောကြားကြောင်းသိရပါသည်။ ဆက်လက်ပြီးရုရှားရေနံတင်တမောတစီကိုပြင်သစ်စစ်တပ်စီးနှင်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရုရှားပိုင်ရေနံတင်တမောတစီကိုပြင်သစ်စစ်သားတွေကကြားဖြတ်စီးနှင်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲဒီရေနံတင်တမောဟာပြင်သစ်နဲ့အနောက်မဟာမိတ်နိုင်ငံတွေကသတ်မှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုချိုးဖောက်ပြီးရုရှားအတွက်ရေနံတဲယူပို့ဆောင်ပေးတဲ့ Sheroflat လို့ခေါ်တဲ့ရေနံတင်တမောအစုဖွဲ့ရဲ့အစိတ်ပိုင်းလို့ယုံကြည်ရပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ဒိမတ်နိုင်ငံမှာအမည်မသိ drone တချို့ဝင်ရောက်ပြန်တမ်းမှုကြောင့်လေဆိပ်တွေပိတ်ခဲ့ရတဲ့ဖြစ်ရပ်နဲ့လည်းအဲ့ဒီသင်္ဘောကဆက်နွယ်မှုရှိနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ် drone တွေကြောင့်ဒိမတ်မှာပြားများနေခဲ့ရတဲ့ပြီးခဲ့တဲ့သတင်းပတ်တုန်းကအဲ့ဒီသင်္ဘောဟာဒိမတ်ကမ်းလွန်ရေပြင်မှာရှိနေခဲ့ပါတယ်ပြီးတော့မှပြင်သစ်ကမ်းလွန်မှာရက်အနည်းငယ်လောက်ကြောက်ချရက်နာခဲ့တယ်လို့သိရပါတယ်ပြင်သစ်သမ္မတ Emmanuel Macron ကဒိမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာအော်တိုဘာ၁ရက်နေ့ကကျင်းပတဲ့ဥရောပသမဂ္ဂ EU ထိပ်သီးညီလာခံမှာတော့ပြင်သစ်စစ်တပ်ကရုရှားရေနံတင်တမောကိုကြားဖြတ်ဖမ်းဆီးထားတယ်ဆိုတာကိုအတည်ပြုသွားပါတယ်။တမောသားတွေဟာကြီးမားတဲ့ဥပဒေချိုးဖောက်မှုတွေကိုကျူးလွန်ထားခဲ့တယ်လို့မာခရွန်ကဆိုပေမဲ့အသေးစိတ်ကိုတော့မဆွေးနွေးခဲ့ပါဘူး။ AFP သတင်းဌာနကတော့ပြင်သစ်စစ်သားတွေရဲ့တင်မောပေါ်တက်ရောက်စီးနေမှုဟာစက်တင်ဘာ29ရက်နေ့ကဖြစ်ပွားခဲ့တာလို့ဖော်ပြထားခဲ့ပါတယ်။အဲဒီတင်မောဟာဒိမတ်မှာပြန်တန်းခဲ့တဲ့ drone တွေကိုလွှတ်တင်ဖို့အခြေစိုက်နေရာဖြစ်အသုံးပြုခဲ့တာလားဆိုတဲ့သတင်းတောက်တွေရဲ့မိကွန်းကိုတော့ Macron ကဖြေမသွားခဲ့ပါဘူး။လောလောဆယ်မှာတော့တင်မောသားတွေဟာပြင်သစ်ရဲ့ brush မျိုးမှာထိန်းချုပ်ခံထားရပြီးအာဏာပိုင်တွေရဲ့တားဆီးမှုကိုညှဉ်းဆန်းတာဗဲနိုင်ငံကတင်မောလေးဆိုတာကိုတိတိကျကျမဖြေတာတွေအတွက်စွဲချက်နှစ်ခုအတင်းခံထားရတဲ့ တယ်လို့သိရပါဗျ။ 2022ခုနှစ်ကယူကရိန်းကိုရုရှားကကျူးကျော်ဆင်စတင်ခဲ့တဲ့နောက်အနောက်ဥရောပမဟာမိတ်နိုင်ငံအများအပြားကရုရှားရဲ့ရင်းနှံတင်ဖို့ရောင်းချမှုတွေကိုကန့်သက်ပိတ်ပင်ဖို့အရေးယူတန်းခတ်မှုတွေကိုကျင့်သုံးခဲ့ကြပါတယ်။အဲဒီအခြေအနေကိုကြော်လွားဖို့လေရုရှားဟာရှယ်ရိုဖလက်တွေကိုစုဖွဲ့ခဲ့တာလို့နိုင်ငံရေးသုတေသီတွေကသုံးသပ်ကြပါတယ်။အဲဒီရေရင်အုပ်စုတွေမှာရင်းနှံတင်တင်ဖို့အစည်း600နဲ့တထောင်ကျားလောက်ရှိမယ်လို့မက်ခရွန်ကခံမှန်းခဲ့ပြီးရုရှားမဟုတ်တဲ့အခြားနိုင်ငံတွေမှာမှတ်ပုံတင်ထားကြတာဖြစ်တယ်လို့သိရ ပါတယ်ဆက်လက်ပြီးအစွမ်းထက်ဒုံကျည်တွေတက်ဆင်ဖို့ဂျပန်စစ်သင်ဘောအမေရိကန်ကိုထွက်ခွာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်တာဝေပြစ်ခတ်နိုင်တဲ့ဒုံကျည်စနစ်တွေတက်ဆင်ဖို့ဂျပန်ရဲ့စစ်သင်ဘောတစ်စီးကိုအမေရိကန်စီပို့လွှတ်ထားလိုက်ကြောင်းသိရပါတယ်ဂျပန်ပြည်ဆောင်တပ်ရဲ့ရှေ့တပ်ဖွဲ့က လေကြောင်းကာကွယ်စနစ်တက်ဆင်ထားတဲ့ဖြတ်သိမ်းမော်ဟာအမေရိကန်စီစတင်ခုံပေါင်းထွက်ခွာသွားပြီလို့အတည်ပြုခဲ့ပါတယ်။အဲ့ဒီသိမ်းမော်ဟာမိုင်းတထောင်လောက်အကွာကပြင်မှတ်တွေကိုချိန်မုံနိုင်တဲ့ cruise တုံးကြီးတွေကိုတက်ဆင်ကအပါအဝင်အစင်းမြင့်တယ်မှုတွေလှုပ်ဆောင်ဖို့တက်ဖွဲ့ဝင်တွေကိုလေ့ကျင့်ပေးဖို့အတွက်ဆန်ဒီယေဂိုမြို့မှာတနည်းလောက်အခြေစိုက်ထားမှာဖြစ်ပါတယ်။အဲ့ဒီလက်နက်တက်ဆင်မှုနဲ့လေ့ကျင့်မှုတွေပြီးစီးသွားရင်တော့ဂျပန်ဟာမြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံတွင်ပိုင်းကစီရေးပြင်မှတ်တွေကိုပါတိုက်ခိုက်နိုင်စွမ်းပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ ဲ့ဒီဒုံချီတွေပိုင်ဆိုင်သွားခြင်းကအဲ့ဒီဖြတ်တင်းမော့ရဲ့ပြေအားကိုအကြီးကျယ်မြင့်တင်လိုက်နိုင်မဲ့သဘောပါဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ sis စံချင်းရေဝါရာကိုအစဉ်ဒီဇိုင်းလက်ကင်ထားတဲ့ဂျပန်ဟာအိနီချင်းတရုတ်ရဲ့အင်အားကြီးထွားလာမှုဒေတာတွေမှာဩဇာပြန်ချက်ချိမ့်ချလာမှုတွေကြောင့်အခုခါမှာတော့စင်ရင်အားနဲ့စီရေးနည်းပညာတွေကိုပြန်လည်ချဲ့ထွင်လာနေပါတယ်။2024နှစ်စံပိုင်းမှာတော့ဂျပန်ပြည်ဆောင်တန်ဟာအမေရိကန်စီကနေတုံးချီအစဉ်လေးရာဝယ်ယူဖို့သဘောတူစာချုပ်ခဲ့ပါတယ်။ 这边钢规》文件。 ဂျန်နာဂါဒာနီကဂျပန်ဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းအပြင်းထန်ဆုံးအရှုပ်ထွေးဆုံးလုံခြုံရေးစိန်ခေါ်မှုတွေကြုံနေရတယ်လို့ပြောပါရယ်အထူးသဖြင့်တရုတ်ဟာနိုင်ငံရဲ့စစ်အင်အားကိုတည်ကြည်မဲ့ကြီးချက်တွေနေပြီးဒေသတွင်းမှာလည်းစီးရေးဖြန့်ကျက်မှုတွေကိုအရှိန်မြင့်တင်လာနေတယ်လို့သူကဆိုပါရယ်စက်တင်ဘာ3ရက်နေ့တုန်းကလည်းတရုတ်ဟာဒုတိယကမ္ဘာစစ်မှာဂျပန်တပ်တွေလက်နက်ချမှုအထိမ်းအမှတ်ဖြင့်ကျင်းပတဲ့အောင်ပွဲနေ့စီးရေးပြချီတက်ပွဲမှာတင်မော့ဖြက်ဒုံးကျည်တွေပါဝင်ခင်မီစစ်လက်နက်အစ်စ်တွေကိုခင်းချင်းပြသသွားခဲ့ပါရယ် ထက်တင်ပေါ်မှာအမေရိကန်ရဲ့ဒုံးကျည်တွေတက်ဆင်မဲ့အကြောင်းကိုကြေညာချိန်မှာဂျပန်ပြည်ဆောင်တပ်ကနိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကိုမြင့်တင်ဖို့အတွက်လို့ရည်ညွှန်းသွားပါတယ်။ဒါပေမဲ့ဆစ်လက်နက်ရေးရာသူတွေတွေကတော့ဒီဒုံးကျည်စနစ်ဟာကာကွယ်ရေးအတွက်ရည်ရွယ်ထုတ်လုပ်ထားတာမဟုတ်ဘဲရန်သူပြစ်မှတ်တွေကိုချိန်မုံဖို့တည်ဆောက်ထားတာပါ။အမေရိကန်ရဲ့တပ်ဟာဂုံတွင်ပိုင်းကပြစ်မှတ်တွေကိုအဲ့ဒီဒုံးကျည်တွေအုံပြုပြီးထိထိရောက်ရောက်ချိန်မုံတိုက်ခိုက်မှုတွေလှုံ့ဆော်လေးရှိပါတယ်။လောလောလတ်လတ်အနေနဲ့ဇွန်လတုန်းကအစ္စရေးနဲ့အီရန်ဖြစ်ပွားခဲ့တဲ့စစ်ရေးပြိပက္ခ တွင်အမေရိကန်ကဆွတ်ဖက်ပြီးအီရန်နျူကလ িয়ার အဆောက်အုံတချို့ကိုတိုက်ခိုက်ဖျက်ဆီးခဲ့ရမှာလေဘီတူဘုံကျဲလေရင်ကြီးတွေဘောကကျဲချတဲ့အကြီးစားဘန်ကာဖြတ်ဘုံတွေပြင်ရစ်တက်ကပြင်လွတ်တဲ့ဒုံးကြီးတွေကိုပါအုံပြူခဲ့ပါတယ် ဆက်လက်ပြီးစက်တင်ဘာလအတွင်းယူကရိန်းမှာရုရှားရဲ့ထိုးပေါက်နိုင်စွမ်းရော့ကျသွားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလထဲမှာယူကရိန်းနိုင်ငံပိုင်နယ်တဲ့ရုရှားရဲ့ထိုးပေါက်ဝင်ရောက်နိုင်စွမ်းကတိတိတသားအာရော့သွားတယ်လို့သိရပါဗျ။ယူကရိန်းနိုင်ငံရှေ့ပိုင်းကစစ်မြေပြင်အခြေအနေတွေကိုစောင့်ကြည့်လေ့လာနေတဲ့ Deep State အဖွဲ့ကရုရှားဟာမေလနောက်ပိုင်းနေမြေသိမ်းပိုက်နိုင်စွမ်းအနည်းဆုံးကာလတစ်ခုကိုစက်တင်ဘာလမှာကြုံတွေ့ဖြတ်တန်းခဲ့ရတာလို့ပြောပါဗျ။စက်တင်ဘာလထဲမှာနောက်ထပ်ယူကရိန်းနေမြေ250ကို စတူရန်ကီလိုမီတာကိုရုရှားကသိမ်းယူခဲ့ကြောင်းတနည်းအားဖြင့်ယူကရိန်းတနိုင်ငံလုံးဧရိယာရဲ့၃ညတက်တမ၃ညလေးရာဂိုင်းနှုန်းကိုရုရှားကတလတာတွင်ချက်တွင်သိမ်းယူခဲ့တာဖြစ်ကြောင်း Deep State ကဆိုပါတယ်။ဒါပေမဲ့ဩဂုတ်လတုန်းကရုရှားတပ်တွေချက်တွင်သိမ်းယူနိုင်ခဲ့တဲ့အမြင့်ကျယ်ဝန်းနဲ့ရှင်ရင်စက်တင်ဘာလမှာ၄၄ရာဂိုင်းနှုန်းထိရော့ကျသွားတာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုဆိုရင်ယူကရိန်းပိုင်းနဲ့အခြေဝန်ဆွတ်ဆွတ်ပေါင်းရဲ့19.34ရာခိုင်နှုန်းဟာရုရှားထိန်းချုပ်မှုအောက်မှာရှိနေတယ်လို့ Deep State ကတွက်ချက်ထားပါတယ်။အောက်တိုဘာ၁ရက်နေ့မှာတော့ယူကရိန်းစစ်ဦးစီးချုပ် Oleksandr Sovsky ကသူ့ရဲ့တပ်တွေဟာစက်တင်ဘာ30ရက်နေ့တုန်းက2.2ကီလိုမီတာလောက်ကျယ်ဝန်းတဲ့ area ကိုပြန်သိမ်းယူနိုင်ခဲ့တယ်လို့ပြောပါတယ်။နောက်ပြီးဒိုညက်ပြည်နယ်ထဲမှာ3.2ကီလိုမီတာလောက်ကျယ်တဲ့နေရာကရန်သူတွေကိုတိုက်ထုတ်ပြီးတဲ့နောက်နယ်မြေရှင်းလင်းရေးတွေဆက်လုပ် နေတယ်လို့လည်းသူကဆိုပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းကရုရှားဟာတထောင်နောက်ပြီးခဲ့တဲ့ပတ်တုန်းကရုရှားဟာ1250ကီလိုမီတာရှည်လျားတဲ့စစ်မြေပြင်တစ်လျှောက်မှာတပ်ဖွဲ့ငယ်တွေကိုအုံပြုပြီးအကင်းစံတိုက်ခိုက်တာတွေပိုလုံလာခဲ့တယ်လို့ဆက်စကီကပြောပါတယ်။ ရုရှားဟာယူနစ်တင်းတင်းလေးတွေကိုခွဲထုတ်ပြန်ချက်ပြီးအရေးအတွက်အမြောင်အများဆင်လို့ရင်ယူကရိန်းပိုင်နယ်ထဲရှာနိုင်သမျှတိုးဝင်တဲ့နေကိုအသုံးပြုနေတာလို့သူကမှတ်ချက်ပေးခဲ့ပါတယ်။ခြုံပြီးကြည့်မယ်ဆိုရင်တော့ရန်သူလှုပ်ရှားမှုတွေကိုနိုင်နိုင်နေနေဆက်လက်ထိန်းသိမ်းထားနိုင်ပြီးယူကရိန်းဘက်ကလည်းစစ်မြေပြင်မှာအောင်မြင်မှုတချို့ရရှိနေတယ်လို့သူကပြောကြားသွားခဲ့ပါတယ်။ရုရှားကာကွယ်ဝင်ကြီးဌာနကတော့2025ခုနှစ်ဇန်နဝါရီတရက်နေ့ကစပြီးတွက်ချက်ရင်ယူကရိန်းပိုင်နယ်ထဲကနေမြေ3300ရှစ်စတူရိုင်း ်ကီလိုမီတာအထိချက်တွင်တည်ယူနိုင်ခဲ့ကြောင်းစက်တင်ဘာလကုန်ပိုင်းမှာထုတ်ပြန်ထားတယ်လို့သိရပါဗျ။ခုလိုစိတ်ဝင်စားဖို့နိုင်ငံတကာသတင်းတွေနောက်ဆင်ရဖို့အတွက်ကျမတို့ရဲ့ Dotstar Channel လေးကို Like and Subscribe လုပ်ပေးကြပါအောင်ရှင်။အဆုံးထိနောက်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။